ငါကြောင့်ဘယ်သူမှစိတ်ထဲဆင်းရဲမှုမဖြစ်ပါစေနဲ့ငါကြောင့်ဘယ်သူမှခန္ဓာကိုယ်ပေါ်မှာဆင်းရဲမှုမဖြစ်ပါစေနဲ့ငါကြောင့်ဘယ်သူမှနားထဲမှာပင်ပန်းဆင်းရဲသွားတာမျိုးမဖြစ်ပါစေနဲ့ငါပြောလိုက်တဲ့စကားကြောင့်ဘယ်သူမှမဆင်းရဲပါစေနဲ့နော်ငါတွေးလိုက်တဲ့အကြံတွေဟာသူများဆင်းရဲဖို့မဖြစ်ပါစေနဲ့ငါလှုပ်လိုက်တဲ့အလုပ်တွေဟာသူများရဲ့မျက်စိထဲမှာကိုယ်လိုကန့်လန့်သူများရဲ့နားထဲမှာကိုယ်လိုကန့်လန့်သူများရဲ့စိတ်ထဲမှာ ပူပန်သွားသေးတာမျိုးဆင်းရဲသွားသေးတာမျိုးဘယ်သောခါကာလမှမဖြစ်ပါစေနဲ့မကောင်းဘူးလားငါကြောင့်သူများမဆင်းရဲပါစေနဲ့ဆိုတော့နည်းနည်းလေးတော့ကြောင်းမြန်လှမ်းကြည့်ပါလားငါကြောင့်သူများချမ်းသာသွားပါစေကောင်းတယ်နော်ဒီကကြီးမိုက်မြငါကြောင့်ပါလေသူများချမ်းသာသွားပါစေစိတ်ထဲမှာရောကိုယ်ပေါ်မှာရောအကုန်လုံးကျဉ်တ်သွားပါစေနှစ်သက်သွားပါစေကြည်နူးသွားပါစေမကောင်းဘူးလားသူတော်ကောင်းတို့ရဲ့သဘောထားဆိုတာ ကိုကြောင်တတဝါတွေကိုချမ်းသာသွားစေချင်တာပဲရှိတယ်။ဆင်းရဲသွားစေချင်တာမရှိစိတ်ထဲမှာလည်းပဲမဆင်းရဲစေချင်ဘူး။ကိုယ်ပေါ်မှာလည်းပဲမဆင်းရဲစေချင်ဘူး။ပုံဝင်ကျင်ကိုအင်မတန်ကြည့်တယ်။တတလောကကြီးကိုအင်မတန်ကြည့်တယ်။နော်ကိုယ်အပြောလေးတစ်ခွန်းကြောင့်ကိုယ်အလုပ်လေးတစ်ခုကြောင့်ဘယ်သူ့ကိုမှစိတ်အနှောင့်အယှက်အကုသို့ဖြစ်မသွားစေချင်ဘူး။ဒါလေးကိုနားထဲမှာပဲ့တင်ထပ်ထားစေချင်တယ်နော်။အဲ့တော့ထူကြပါစို့ကိုမျိုး တစ်မျိုးလုံးအတွက်မတက်နိုင်ဘူးကိုရက်ွက်တစ်ခုလုံးအတွက်မတက်နိုင်ဘူးဆိုရင်ကို့အိမ်မှာနေတဲ့လူတွေငါချောင်းတော့စိတ်မစင်းရဲပါရှင်နည်းနည်းကလေးနည်းနည်းကလေးနော်အဲ့လိုတွေစကြည့်စမ်းပါပြီးရင်ငါနဲ့ဆက်ဆံနေတဲ့ငါပတ်ဝန်းကျင်ငါအတိုင်းဝိုင်းငါချောင်းတော့မစင်းရဲကြပါရှင်နည်းနော်အဲ့ဒီလိုဆိုရင်အင်မတန်မုံမြတ်တဲ့သဘောထားမဖြစ်ပေဘူးလားဆိုကြပါစို့တစုံတစ်ယောက်နဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာအကုသို့ဖြစ်ပြီးဒေါသဖြစ်ပြီးဆင်းရဲပြီးဆိုဘာကြောင့်အဲ့ဒါလိုဖြစ်တယ်လဲလို့စဉ်းစားကြည့် အဲ့ဒီလူမဟုတ်လို့ဆင်းရဲတာဟုတ်လားတကယ်ကြီးမိုက်ပြအဲ့ဒီလူလောဘတွေသိကြီးပြီးတော့လှုပ်တာပြောတာဆိုတာတွေ့လိုက်ရင်စိတ်ထဲမှာဖြစ်တယ်လောဘဖြစ်တယ်အဲ့ဒီလူသဘာဝမကျတဲ့အတွေးတွေအဲ့ဒီလူသဘာဝမကျတဲ့အပြောတွေအလုပ်တွေလုပ်ရင်ကိုယ်စိတ်ထဲမှာဘာဖြစ်တယ်အကုသို့ဖြစ်တယ်ဆင်းရဲတယ်အဲ့တော့ပြောင်းပြန်ပြန်လှန်တော့ကိုယ်မဟုတ်တာတွေလုပ်မယ်ပြောမယ်ကြံမယ်မဟုတ်တဲ့စိတ်တွေမွေးမယ်ဆိုရင်ပတ်ဝန်းကျင်ဘာဖြစ်မှာတော့ဆင်းရဲမယ်ဗျအဲ့တော့ပတ်ဝန်းကျင်ကိုမဆင်းရဲစေချင်ဘူး တတဝါတွေကိုမစင်းရဲစေခြင်းမူဆိုရင်ကို့မှာမဟုတ်တဲ့စိတ်တွေအပြောတွေအလုပ်တွေမရှိဖို့အရေးကြီးဆုံးပဲအင်မတန်နဲ့နဲတယ်နော်မြတ်စွာဘုရားကတည်တည်ချာချာဟောတာဗျတိကန်ဒီပအင်္ဂုတ်ထုံမှာလေလောဘဒေါသမောဟနဲ့ပတ်သက်ပြီးတော့ဘာပြောထားတယ်ဆိုတော့ဒုထောခောပြမနအတ္တဗျာပါရာယပိစေတိတိပရဗျာပါရာယပိစေတိတိဥပယဗျာပါရာယပိစေတိတိ မကျင်နှချင်းဆိုတဲ့ဒေါသတွေဖြစ်လာမယ်ဆွဲလန်းချင်းဆိုတဲ့ယာကတွေဖြစ်လာမယ်တွေးဝေမိုက်မဲချင်းဆိုတဲ့မောဟတွေဖြစ်လာရင်အတ္တဗျာပါရာယပိစိတ္တိကိုကိုကိုပူအောင်လှုပ်တော့တာပဲသဘောပေါက်တယ်နော်ပြီးတော့ကိုကိုစဉ်းစားနော်တခါကြီးမိုက်မြဒါတွေကစိတ်ဝင်စားတဲ့အကောင့်နဲ့ဒါတွေစိတ်ဝင်စားတဲ့အကောင့်နဲ့ကိုယ်တန်တံမှာလောဘဒေါသမောဟဖြစ်လာရင်ပရဗျာပါရာယပိစိတ္တိသူများကိုပူအောင်လှုပ်တော့တာပဲတဲ့ကဲဒါလေးတော့စဉ်းစားမိရလား နော်တကယ်ဒီမှာမြတ်တချို့လောဘဒေါသဖြစ်ရင်ဟေးကို့ဖြစ်ရင်ကို့ပူတယ်လို့ဒီလောက်ပဲသိကြတာများတယ်အခုဒီမှာမြတ်စွာဘုရားကဘယ်လိုပြောနေတော့ကို့အတန်တန်မှာလောဘဒေါသဖြစ်ရင်ကိုရင်ပူတယ်လို့ပြောသလားမဟုတ်ဘူးသူများပါပူတယ်တဲ့ဒါလေးတွေကိုကြဲကြဲပြန့်ပြန့်နားလည်စေချင်တာဥစဉ်တို့ကဟုတ်လားအဲ့ကို့အတန်တန်မှာလောဘဒေါသမောဟဖြစ်လာရင်ကိုရှင်ရဲ့ပင်မန်းတယ်လို့ကိုပူလောင်တယ်လို့ကိုရဲ့ပတ်ဝန်းကျင်နှိစက်ရာကိုလည်းဘာဖြစ်ဘာဖြစ်သွားတော့ပူလောင်သွားစေတယ်ပင်မန်းသွားစေတယ် ဟုတ်တာပေါ့အိမ်တအိမ်မှာအိမ်တော်ဦးကြီးကလူကြီးကအသက်ကြီးတဲ့လူတွေကဒေါသတွေလှိမ့်ထွက်နေအိမ်အောက်မှာရှိတဲ့လက်အောက်ငယ်သားတွေနေရတာကောင်းသေးလားမကောင်းတော့ဘာဖြစ်သွားလဲဓာတ်ကအရှိန်ကကူးသွားတာအဲ့တော့အိမ်တအိမ်မှာတယောက်ယောက်ကအကုသိုလ်အကြီးအကျယ်ဖြစ်ပြီးစိတ်တွေညစ်နေပြီဆိုရင်ကျန်တဲ့မိသားစုဘာဖြစ်တော့အကုန်လုံးအရှိန်ဟတ်တယ်ဒါကြောင့်တယောက်မကောင်းရင်ကျန်တဲ့လူတွေမကောင်းမှုအလားအလာတွေအများကြီးရှိတယ်ဘုရားကတော့ဒီမှာအတီလင်းပြောထားတာနော် လောဘဒေါသမောဟဖြစ်လာလို့ရှိရင်ကိုကိုကိုပူလောင်စီသူတော်ဘာကိုပူလောင်စီဟုတ်တယ်သူတော်ဘာကိုပူအောင်လုပ်တဲ့လူတွေမှန်သမျှသည်သူတို့ကိုသူတို့ပူအောင်လုပ်ရတာအားမရသေးလို့သူများကိုလိုက်ပြီးတော့ပူအောင်လိုက်လို့တချို့ကတိတ်တော့ရည်ရွယ်တော့မရည်ရွယ်ပါဘူးမရည်ရွယ်ပဲမဲ့အဲ့ဒါလို့ဖြစ်နေတာပဲနော်ဒီအချက်ကလေးကိုနားလဲအင်မတန်နားလဲသိချင်းပါလေနော်ကိုကိုကိုကောင်းအောင်မနေတတ်တာနဲ့တပြိုင်တည်းသူများကိုနှိပ်စက်ပြီးသားဖြစ်သွားတယ် အဲ့တော့သူများကြောင့်ကိုဆင်းရဲတဲ့အခါလဲအဲ့ဒီတိုင်းပဲအဲ့ဒီလိုသူတာဝန်သူမယူနိုင်လို့ကိုဆင်းရဲသွားတာကိုလည်းပဲကိုတာဝန်ကိုကိုယ့်အကိုအေးအေးချမ်းချမ်းမနေနိုင်လိုက်တာနဲ့တပြိုင်နက်တည်းကိုနဲ့နီးဆက်ရသည်ဘာဖြစ်သွားတော့ဆင်းရဲသွားတယ်ပင်ပန်းသွားတယ်ဒါကြောင့်ကိုယ့်ကိုကိုကောင်းအောင်နေရတာအင်မတန်ကောင်းတယ်ပထမကိုလည်းပဲငြိမ်ချမ်းတယ်နောက်ကိုယ့်ကိုမြင်ရတဲ့လူတွေလည်းငြိမ်ချမ်းတယ်ကိုယ့်အတန်ကြားရတဲ့လူချမ်းသာတယ်ကိုယ့်ကိုမြင်ရတဲ့အမှုရာကိုကြည့်ရတဲ့လူတွေလည်းချမ်းသာတယ်ဒါကြောင့်မြတ်စွာဘုရားကဗျောင်းမြန်ပြန်ပြီးတော့ လောဘဒေါသမောဟချုပ်ငိမ့်စွာနေရတဲ့ပုံကိုယ်တွေတနည်းအားဖြင့်အလောဘအဒေါသအမောဟဖြစ်အောင်လုပ်နေတဲ့ပုံကိုယ်တွေကြတော့သူတို့ကိုသူတို့လည်းအေးချမ်းစီတယ်တဲ့သူတစ်ပါးကိုလည်းအေးချမ်းစီတယ်